မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကတိုက်ပွဲအရှိန်အဟုန်ကောင်းနေသည့်ကြောက်ပြုကိုစစ်တွေမှရေချောင်းဖြင့်စစ်ကူအင်အားရာနဲ့ချီဆစ်လွတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီကတရုတ်စီမံကိန်းများရှိရာရခိုင်ပြည်ကြောက်ပြုမြို့နယ်ကိုပြည်내စစ်ကောင်စီဝန်ကြီးချုပ်ယုံဆိုင်ရာစစ်တွေမြို့မှာနေပြည်များဖြင့်စစ်ကူအင်အားရာနဲ့ချီဆစ်လွတ်နေရကြောင်းသတင်းရရှိပါတယ် ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှအထိနာကြဆုံမှုများပြားနေသည့်အတွက်ရမန်နီဇွန်လ10ရက်နေ့ညအချိန်ကစစ်တွေမျိုးမှရေချောင်းကို အုံပြုက Navy နှစ်စင်းဖြင့်စစ်ကူအင်အားရနေချီကိုကြောက်ဖြူတညဝရီရေတပ်ဌာနချုပ်တို့ဆေလွတ်ဖြစ်တင်ခဲ့သည်ဟုစစ်တွေဒေသခံအမျိုးသားတအူးကသတင်းဌာနသို့ပြောပါရယ်ကြောက်ဖြူမှာအကြဆုံများနေတဲ့ထွက်ပြေးအလင်းဝင်တဲ့သူတွေလည်းများလာတော့မနေ့ညက Navy နှစ်စင်းကြောက်ဖြူဘက်ကိုစစ်ကူလွှတ်လိုက်တယ်တညဝရီရေတပ်ဌာနချုပ်ကနေသူတို့စစ်ကြောင်းပြန်ထိုးမှလေးဟုပြောပါရယ် ်။ကြောက်ဖြူတိုက်ပွဲတွင်စစ်ကောင်စီတပ်သားများယာနှင်းချီတိစုံနေ၍စိတ်သက်ပြတ်ပြားနေကြပြီးတရုတ်စီမံကိန်းယင်းနှိမ့်နှံမှုများသည့်ကြောက်ဖြူကိုလက်လွတ်ဆုံးရှုံးရမည်ဆိုရင်တဖြင့်စစ်တွေအပါအဝင် ီမဖက်ဖြစ်သည့်ရန်ကုန်မှလေကြောင်းရေကြောင်းများဖြင့်လည်းအရက်ကတက်တော် EE ကိုထိုးစစ်ဆင်တိုက်ခိုက်ရန်အင်အားဖြည့်တင်းနေသည်ဟုကြောက်ပြူဒေတာကန်စီရေးတရင်ရင်းမြစ်တအူကတရင်ချာနာသူပြောပါတယ်စစ်ကြောင်းထိုးတဲ့ EE ကိုတိုက်တဲ့ကြာဆုံးမှုများတယ်အင်အားချက်ပြည့်တယ်တိုက်နေတဲ့သူတချို့ကလည်းအမိန့်ကိုမလွန်ဆန်ရေးလို့တိုက်နေကြတာထွက်ပြေးလို့မရင်အချင်းချင်းအသေးတတ်တာမျိုးတွေလည်းရှိတယ်ဟုပြောပါတယ် စစ်ကောင်စီနေပြည်များတည်လဲကြောက်ဖြူစင်ချောင်းမအီလန်းရှိကန်းဆက်ကြီးရွာများအားလက်နက်ကြီးကြီးများဖြင့်မကြာခဏပစ်ခတ်မှုပြုလုပ်လျက်ရှိသည်ဟုကြောက်ဖြူဒေသခံအမျိုးသမီးတအူကသတင်းဌာနသို့ပြောပါရယ်ကြောက်ဖြူနှင့်စင်ချောင်းသွားတဲ့ကားလန်းကရေကန်းဆက်ပြီးမှဖြစ်တော့လှလန်းမိသလောက်လက်နက်ကြီးနဲ့လှမ်းပစ်တာမျိုးရှိတယ်လောလောဆယ်ထိခိုက်မှုအကြီးစားမရှိသေးပေမဲ့ထောတောင်တွေကိုလက်နက်ကြီးကြတာမျိုးတော့ရှိတယ်ဟု၎င်းကပြောပါရယ် ကြောက်ဖြူမြို့ထဲမှတဆင်ကြောက်တလုံးကိခမရ943အပါဝင်တစ်ပုတ်တောင်တိုင်နယ်ရှိဓညဝရီရေတဌာနကျုပ်တို့မှလည်းစစ်ကြောင်းထုတ်တက်ကအေအေကိုထိုးစစ်ဆင်နေကြောင်းမြေပြင်သတင်းရသိရပါတယ်။ကြောက်ဖြူမြို့နယ်တွင်စစ်ကောင်စီကအေအေအားကြီးရည်လေးတုံးမြို့ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေတော့လေထိခိုက်ကြဆုံးမှုများ၍ဖျို့ပရေဖြစ်နေကြကြောင်းဒေသခံများကပြောပါတယ်။ ကြပ်ဖြူတိုက်ပွဲမှာမျိုးနှင့်မနီမဝေးတော်သည့်အမှတ်32ရဲတပ်ရင်ဤချန်စီယိုအနီနာတီတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားများတက်ဆုတ်ထွက်ပြေးနေရသည့်အခြေအနေရှိကြောင်းဒေသခံများကပြောပါတယ်။ဆက်လက်ပြီးမဘသားများဤတောင်းဆိုမှုကြောင့်မေအောင်လိုင်ကဖုန်ကြီးကြောင့်များအတွက်နိုင်စင်မဲ့ကားများကိုမျိုးနယ်တန်ခါနိုင်ရကအဖွဲ့ဤထောက်ခံချက်ဖြင့်ပြန်လည်စီးနင်းခွင့်ပြုတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အကြံဖက်စစ်ကောင်စီကဖုံကြီးကျောင်းနှင့်တန်ကားတော်များအတွက်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ကားနာယကအဖွဲ့၏ထောက်ခံချက်ဖြင့်ပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းရန်ကုန်နှင့်မန္တလေးတိုင်းရှိတိုက်အုပ်စရာတော်တချို့ကသတင်းဌာနသို့ပြောကြားပါရယ်စွန်လတရက်နေ့မှာစတင်၍အကြံဖက်စစ်ကောင်စီကတနိုင်ငံလုံးတွင်လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကိုဖမ်းဆီးခဲ့ကြောင်းဘုံကြီးကျောင်းများနှင့်စာသင်တိုင်များမှာသာသနာအမိတက်ထားသောလိုင်စင်မဲ့ကားများကို အရှိန်အဟုန်ဖြင့်ဖန်ဆီးခဲ့ကြောင်းတို့ရတွင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မှဖုန်ကြီးများကစေကောင်းဆောင်မြောက်လိုက်ထံသို့အတနာခံစားတင်ပြကြရာသက်ဆိုင်ရာမျိုးနှင့်တန်ခါနယကအဖွဲ့များ၏ထောက်ခံချက်ဖြင့်လိုင်းစင်မဲကောင်းများကိုပြန်လည်စီးနှင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါသည်။သာသနာအမှတ်တရစိတ်မှာမျိုးနှင့်တန်ခါနယကအဖွဲ့ထောက်ခံချက်ပါရမည်။ကျောင်းတိုင်းနှင့်စာတင်တိုက်တွေမှာတကယ်တန်ခါတော်တွေစီးနှင်းနေတာဖြစ်ရမည်။သာသနာကိစ္စတွေအတွက်အသုံးပြုတာမျိုးဆိုရင်မဖမ်းတော့ဘူး။ မြို့နယ်တန်ခါနိုင်ရကအဖွဲ့တွေကလည်းကျောင်းတိုက်တွေနဲ့စာတင်တိုက်တွေအတွက်ကားတွေကိုထောက်ခံချက်လာလုလို့ရတယ်ဆိုပြီးမြို့နယ်တန်ခါနိုင်ရကအဖွဲ့ကတရားဝင်ကြေညာနေပါပြီဟုမန္တလေးတိုင်းမရရမြို့နယ်မှာတိုက်အုပ်ကျောင်းတိုင်ဆရာတော်တပါးကမိန့်ကြားပါတယ်မြို့နယ်တန်ခါနိုင်ရကအဖွဲ့များကလည်းတာသနာအတွက်အမှန်တကယ်အသုံးပြုနေသောကားများကိုထောက်ခံချက် ထုတ်ပေးရတွင်ထိချစွာမှတ်ပုံတင်ထားပြီးမြို့နယ်ရဲတပ်ဖွဲ့ထွေအုံနှင့်နေမြေကန်တပ်နယ်မှုများထံသို့ထောက်ခံချက် ထုတ်ပေးထားသည့်သာသနာကစာရင်ပေးပို့ထားရကြောင်းသိရပါသည်။သာသနာကပေမဲ့မြို့နယ်တန်ခါနာယကအဖွဲ့ထောက်ခံချက်လည်းပါမယ်။ရှင်တိန်နေမြေခန်တပ်နှင့်ရဲစီမှလည်းစာရင်ရှိတာမျိုးဖြစ်မှမဖမ်းမှာပါ။နေကျော်တော့လောလောဆယ်မသွားပါနဲ့အောင်။စီမံချက်ပြီးရင်တော့နေကျော်လည်းကြွလို့ရတယ်ပြောတယ်။အခုကဝါရင်းကြီးလေးဖြစ်တော့နေကျော်တော့ကြွလို့လည်းမတင်သေးဘူးဟုမရေယာမြို့နယ်မှာတိုက်အုပ်ကြောင်းတိုင်းဆေးရတော့ မိတ်ဆိုပါတယ်။ထို့ပြင်မပတာနှင့်အမျိုးသားရေးအစွန်းရောက်ဖုန်ကြီးများကလည်း၎င်းတို့စီးနေနေသောလိုင်စင်မဲ့ကားများစီးနေလျင်ဖမ်းဆီးမှုမရှိစေရအတွက်သက်ဆိုင်ရာတပ်နယ်မှုများ၏ထောက်ခံချက်လက်မှတ်များပါရယူထားကြကြောင်းသိရပါတယ်။ဆလပီအရာတော်မျိုးတို့ရိတ်ခါတရံထွက်လာသည့်စစ်တပ်နှင့်ပြူစောတိစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ပြီးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှန်ကုန်တိုင်းအရာတော်မျိုးတို့ရိတ်ခါတရံထွက်လာသည့်ပြူစောတိစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာပြူစော့တီများထိခိုက်သေးဆုံးမှုရှိကြောင်းငွေတွင်း revolution ဖို့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်စွန်လ6ရက်နေ့ကအရာတော်မျိုးနယ်ငွေတွင်းပြူစော့တီစက္ကန့်အတွင်းမှာပြူစော့တီအင်အား50ခန်းသည်အရာတော်မျိုးတို့ရိတ်ခါတရံထွက်လာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှနှစ်ဖက်ညှက်ပိတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ဖြစ်ခတ်တိုက်ပွဲတနားရီခန့်ကြာမြင့်ခဲ့ပြီးအများအပြားထိခိုက်တရံရရှိကငွေတွင်းရွာအတွင်းသို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရပါရယ် အင်အား90ကျော်လောက်ရှိမယ်။စပားတွင်းပြူရွာနဲ့တလဲပါပြူရွာတွေကအင်အား30လောက်လာပြီးငွေတွင်းရွာတွေကိုလာပေါင်းထားသေးတယ်။တိုက်ပွဲမှာကတိတဲ့စရင်တော့မတိရဘူး။သူတို့ကတရင်လုံးနဲ့တရင်လေးနေရာမှတွေမြေမြုပ်ထားခဲ့တာ။ ဒဏ်ရာရက3-4ရောက်လောက်တော့ရှိတယ်လို့သိရပါတယ်ဟူငွေတွင်း revolution 4မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်ထို့သောတိုက်ခိုက်ခံရပြီးနောက်ငွေတွင်းရွာပြူစော့တီကောင်းဆောင်ကျော်စီမှာအရာတော်မျိုးတို့ရိတ်ခါသရင်အတွက်လက်နက်ကြီးပြေကူနဲ့လေးချောင်းပြေကူပေးရန်စစ်ကောင်စီအထက်အရာရှိများတန်းအကူအညီတောင်းခံခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုမုံရခရိုင်အမှတ်27တရင်တိုက်နယ်ကိုတိုက်နယ်30တိုက်နယ်71ပကဖာများနဲ့ နေကမဟာမိတ်များပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးဖေကုံအဆက်တိုက်ပွဲနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်အဆက်တွင်တိုက်ပွဲများဖြစ်ပွားနေရာနှစ်ဖက်ထိခိုက်ကြဆုံးမှုများရှိကြောင်းရှမ်းတောင်စစ်ဒေသဗျူဟာဆလီကယနေ့ဇော်လ17ရက်ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်နှင့်စစ်တပ်လက်အောက်ခံ PNO PNA ပြည်သူစစ်တို့သည်ဖဲခုံအင်းအရှိချံဖဲခုံမြို့နယ်နှင့်ညောင်ရွှေမြို့နယ်ထိစပ်ရာဒေသတော်လန်ရေးအင်အားစုများထိန်ချုပ်ရာညောင်ရွှေမြို့နယ်ရေပူချေးရွာသို့အင်အားအများပြားဖြင့်ဇွန်လ၂ရက်တွင်စစ်ကြောင်းထိုးလာရာမှတိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပါသည်တိုက်ပွဲများသည့်ဇွန်၁၇ရက်နေ့အထိဖြစ်ပွားနေပြီးတပတ်တာကာလအတွင်းနှစ်ဖက်ထိခိုက်ကြဆုံမှုများရှိခဲ့က PNO PNA ပြည်သူ့စစ်ဘက်မှ၅ဦးထပ်မံတဲ့တိုက်ဆုံပြီးဒဏ်ရာရသူများလည်းရှိကြအသိပေးထားပါတယ် တိုက်ပွဲချိန်တွေကတော့စာခါနဲ့ PNO တွေတက်လာလိုက်အထိနာလို့ပြန်ဆုတ်လိုက်ပြန်တက်လာလိုက်ပုံစံမျိုးရှိနေတယ်ဟုဖဲခုံမျိုးနယ်မှစစ်ရေးတရင်ရေးမြစ်တအူကခရင်ဌာနသို့ပြောပါရယ်ထို့ပြင်စစ်ကောင်စီတက်စစ်ကြောင်းထိုးနေသော ရှမ်းတောင်ကရင်ဒီနေဆက်ဒေသကုန်းသာကြေးရွာတွင်လည်းကရင်ဒီအမျိုးသားများကာကွယ်ရေးတပ်နှင့်အတူဖဲခုံ PDF 1006တပ်ရင်းတို့ပူးပေါင်းကစီးရေးလှုပ်ရှားမှုများပြုနေပြီး၎င်းခြေနေများကြောင့်ဖဲခုံမျိုးနယ်တဝန်းတွင်လည်းစစ်ရေးအခြေအနေတင်းမာလာနေကြောင်းဖော်ပြထားပါရယ် စိုက်ပွဲများနဲ့စစ်ရေးအခြေအနေတင်းမာမှုများရှိနေသည့်ကာလအတွင်းစစ်ကောင်စီတပ်မှပြည်သူအများအနေထိုင်ရာဖဲကုံမြို့နယ်အတွင်းရှိကြေးရွာများသို့ဦးတည်ကလေကြောင်းတိုက်ခိုက်မှုများနှင့်အတူလက်နက်ကြီးများအဆက်မပြတ်ပြေခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးပြည်သူ၆ဦးဒဏ်ရာရရှိခဲ့သည်။ဒဏ်ရာရရှိသူများတွင်ကလေးသူငယ်နှင့်အမျိုးသမီးငယ်များအများစုပါဝင်သည်။လက်ရှိတိုက်ပွဲဖြစ်ပွားရာအနေဝင်ကျင်ရှိပြည်သူများအနေဖြင့်ကာကွယ်ရေးတပ်များမှ အတိပေးထုတ်ပြန်ထားသောစစ်ရေးသတိပေးချက်များကိုလုံခြုံရေးအတွက်လိုင်းနာဆောင်ရွက်ရန်မြစ်တာရက်ခံထားသည့်စေကောင်စီတပ်နှင့် PNO ပြည်သူ့စစ်အီစစ်ကြောင်းထုတ်မှုကြောင့်ဖေခုံအင်းအရှိချမ်းရှိဆောင်နန်းခဲလွယ်ပေါ်နန်းပေါ်လုံးနန်းစောအစရှိသည့်ကျေးရွာများမှပြည်သူရပေါင်းများစွာစစ်ဆောင်နေရပြီးအရေးပေါ်အကူအညီများလိုအပ်နေသည် စစ်ဆောင်ရတဲ့ပြည်သူတော်များတွေ200နဲ့300လောက်ထိရှိတယ်။ထက်ဆင့်စစ်ဆောင်ကြရတဲ့သူတွေလည်းပါတယ်။နေကန်တွေလည်းရှိသေးတယ်။အချို့သောရွာတွေဆိုတလားနှစ်လရှိပြီးနေရတာ အတိကတော့စားဝတ်နေရေးအခက်ခဲပဲပြီးတော့ဒီတပတ်နှစ်ပတ်အတွင်းမုံတိုင်းလာမယ်ဆိုတဲ့မိုးလေဝသတရင်တွေအရာလိုအပ်ချက်တွေအများကြီးဖြစ်နေတယ်ဟုဖေခုံမျိုးမှာဆစ်ဆောင်ကူညီနေသူတို့ကပြောပါတယ်။ PNO PNA ပြည်သူစစ်ကဥဆောင်လမ်းပြမှုဖြင့်စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းများသည်၎င်းတို့ရောက်ရှိရာကျေးရွာများတလျှောက်တွင်ပြည်သူများကိုအတင်းအကျပ်ဆစ်မှုထမ်းစေခြင်းငွေကြေးများအတင်းအဓမ္မကောက်ခံခြင်းများပြုလုပ်နေသည့်အပြင်ညှဉ်းပန်းနှိပ်စက်မှုများလည်းရှိနေကြောင်းသိရပါတယ်။